တစ်ချိန်ကခရစ်သက်အာကစားလောကရဲ့အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့အာဂျွန်တယောက်အောင်မြင်မှုလျော်နေလာတာနဲ့အမျှစူပါဘောမှာစိတ်ပြတ်လက်ပြတ်ထိုင်နေပါတယ်။ကြောင်သားဖို့ပြနေတဲ့တားဖြစ်သူအားတွေကအဖေသားဆေးအားတကြွစွာခရစ်ကတ်ကိုပြန်လေကစားရင်သူကြပေါ့အနိုင်ရလိမ့်မယ်လို့ဖခင်ကိုတရားပြန်ချနေပါတယ်။အမေဖြစ်သူကအားဒီကိုကြောင်းတော့ကြတော့မယ်လို့ဆိုကအာဂျွန်ကိုလည်းတခြားကစားသမားတွေနဲ့ဟိုတယ်မှာဘာလို့အတူမနေတာလဲမေးပြီးကြိုပြောရင်ကားလို့ပြီမှာလို့ပြောပေမဲ့အာဂျွန်ကတော့အေးမလို့ပဲအခန်းပြန်ထွက်သွားပါတယ်။ ဇနီးကဒီနေ့ကအာဒီရဲ့ပထမဆုံးခရစ်ကယူချက်ပဲဖြစ်ကြောင်းသိပြီးတဲ့အခါတေချာကျိုးသားကတရားမျှတစွာကစားဖို့မှာကြားရင်ကဲကောင်းစီဖို့ဆူတောင်းပေးလိုက်ပါတယ်။အဲ့နောက်မှာတော့မန်နေဂျာဖြစ်သူမန်နိုးကယနေ့ဟာဗီလာယွန်ကော်ဖီဆိုင်မှာကော်မတီစည်းဝေးရှိတာကြောင့်အဖွဲ့ဝင်အားလုံးကအားကျုံးကိုတက်ရောက်စီခြင်းတယ်လို့ပြောလာပါတယ်။ခရစ်ကကိုချိုင်းနေတဲ့ကအားကျုံးရဲ့ဖန်ကြီးသားဖြစ်တဲ့ကျောင်းဆရာမလေးကုမူရာဟာခင်မုန်းဖြစ်သူစာရနဲ့တီဝီကြည့်နေချိန်အားကျုံးကအသက်ရွယ်ကြောင့်ဆန်းဆောင်ကြီးအားနဲ့လာခဲ့ပြီးမြေအိန္ဒိယပါကစ္စတန်ဂရက်ဖိုင်နဲ့ပြိုင်ပွဲမှာဝင်ပြိုင်ဖို့အတွက်နောက်ဆုံးခွင့်ရပေးတဲ့နယ်လို့သတင်းမီဒီယာတွေကပြောကြား နေပါတယ်ခရစ်ကက်ကိုယူသူလွန်တဲ့ကုမူရာကိုဆာရာကဒနာအေကြီးဆုံးသက်ချင်းရောက်လို့လက်ဤဆွမ်းပွဲမှာဘသူကကယ်တင်နိုင်မလဲဆိုတာကတော့ဖျားပဲသိလိမ့်မယ်လို့ဆိုတာစာနောင်နေပါတယ်ရေမကန်တဲ့ကုမူရာကအာဂျွန်းဟာလက်ဤဆွမ်းပွဲမှာပြင်းမြစစ်တူဝမ်ပွိုင်းအထူးတောင်ရှိခဲ့တဲ့အိန္ဒိယရဲ့အောင်မြင်ဆုံးဂလမားလို့ဆိုတာပြန်ချေပလိုက်ပါတယ်ကြောက်ချင်းချင်းနှိုးရကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့ကုမူရာကိုဆာရာကဆေးပုံဝင်တော့ပြီးဆေးကင်းနေသွားဖို့မှာကြားနေချင်းတကယ်ချင်းဖြစ်သူရောက်လာတာကြောင့်ကုမူရာလည်းဇွဲပေါ်မှာစားရရှိကြောင်းပြောကအပြင်းပြွဲကြီးတကားစကြာပေးဖို့မှာ င်ထွက်လာပါတယ်။အင်ဂျီနာချင်းမျိုးသမီးကြီးကကလေးလူချင်းနေတဲ့ကုမှုရာကိုတောက်ချနေမှာဖျားသွားပြီးတာသမီးစုပိုင်တင်ကြောင်းအော်ပြောနေပါတယ်။ဟိုက်ဒိုလောင်းသားထုတ်ဖို့အသေးအံကြိုးစားနေတဲ့ MID ပါရဂူနှစ်ထပ်ကွမ်းရထားတဲ့သိပ္ပံပညာရှင်စာရဟာလူများကအရှုံးသမားလို့သတ်မှတ်ထားပြီးမြဲသူကသူအောင်မြင်မယ်လို့ယုံကြည်တာကြောင့်ဇနီးဖြစ်သူကုမှုရာမတီအောင်ချောက်ကမပေးထားတဲ့ကန်လေးကိုအကြောင်းပြပြီး project အတွက်မြို့ရဲ့အနာဂျီလူမိုက်ကောင်းဆောင်ဒါမီးကြီးတွေပဲကုတိစီမှာသိန်း90ချေးထားပါတယ်။လူမိုက်ကောင်းဆောင်ကသူချေးထားတဲ့ငွေကကန်လေးအတွက်မဟုတ်ပဲဟိုက်ဒိုလောင်းသား project အတွက်အသွေးမြူနေတာကိုကြည့်သွားတဲ့အခါ သူ့ကိုလိန်တဲ့သူနဲ့စီဝါရေးမလို့ဘူးလို့ဆိုတာခြေရတဲ့ငွေကိုပြန်ပေးဖို့ပြောလာပါတယ်ဒါမင်းကြီးတခြားလူမိုက်တွေနဲ့အိန္ဒိယပါကစ္စတန်ရဲ့နောက်ဆုံးခရစ်ကပြိုင်ပွဲအကြောင်းဆွေးနွေးနေခဲ့ခုတီနဲ့ဆာရာရဲ့အပြန်အလှန်စကားသံတွေကြောင့်လက်ထောက်ပြသူထွက်လာကတိတ်တဆိတ်နေပြီးနှစ်ရက်အတွင်းအကျူးပြန်ပေးဖို့ပြောကပြန်ဝင်သွားပါတယ်တစ်ဖက်မှာရဲတွေကလူသားမှုနဲ့ပတ်သက်ပြီးနင်းတဲ့သူတယောက်ကခြံနားရဲ့လောင်းဝန်းသားကောင်းဆောင်ဖြစ်နေတာကြောင့်ဒီမီလို့ကိုစောင့်ကြည့်နေပါတယ်အာရီရဲ့ဗရမလုံးခရစ်ကလူရေးပြိုင်ပွဲအနေမှာအာရီအတင်ကရှုံးနှိမ့်ခဲ့တာကြောင့်ဆာမားပြသူကူမူတာကအပြင်းစကားပြောနေခဲ့အချုံနေရာကိုရောက်လာပါတယ်အိမ်မြန်လမ်းမှာ တော့အကျွန်ကပြိုင်ပွဲကိုရုံးနေရတာဟာအာရီကြောင့်လို့ဆိုတာတာပြင်းသူကိုမခံချင်စိတ်ရိုက်သွင်းပေးနေပါတယ်စာရာဘောမျောလင်းချက်ကြီးမာတဲ့ကုမူတာကစာရာဟာသူယူသွင်းရတဲ့ project ကိုလက်လို့ပြီးတန်င်းမှာပဲအာယုံဆိုင်ကစူးစားလောက်ကင်နေတယ်လို့တထည့်ကြယုံကြည်နေပါတယ်ဒီအချိန်စာရာကတော့အဆွေရတောင်ရှိသူတွေပါဝင်တဲ့အစည်းအဝေးပွဲမှာသူ့ရဲ့ project ကိုသာခွင့်ပြုပေးရင်နောက်စားကြီးတုံးစဲမှုကိုရှော့ချနိုင်တယ်လို့ကုံချောင်းကပါတသက်စေနိုင်တာကြောင့်အိန္ဒိယမှာလည်းမကပဲကမ္ဘာမှာအကောင်းဆုံးနှီးပညာဖြစ်လာနိုင်တယ်လို့ဆိုကအားတဲ့သူရောရှင်းပြနေပါတယ်တောင်ရှိသူတွေက project ရဲ့ခွင့်ပြုမ ိစာကိုနှစ်ရက်အတွင်းသတင်း channel တွေကတစင်ကြော်ညာပြီးမယ်လို့ဆိုတဲ့အခါစာရတယောက်အတိုင်းမသိပြောရှင်းနေပါတယ်။တက်ရွေရလေးကျိန်ဝင်ကြီးကိုရောက်လာတဲ့ကုမူရာတယောက်ချမ်းမင်းပြောရှင်နေရကောင်းတဲ့မိသားစုဘဝလေးကိုပန်းဆိုင်ရှင်းတာကြောင့်ကလေးရယူနိုင်ဖို့ဆေးကူတမ်းမှုခံယူနေသူဖြစ်ပြီးဆရာဝန်က"သူမတို့တက်ရွေကကိုယ်လွယ်နိုင်ဖို့နောက်ဆုံးခွင့်ရရှိကြောင်းပြောလာတာကြောင့်ကုမူရာတယောက်စိုးရင်စိတ်တွေဝင်နေပါတယ်။အားကျုံးအတွက်ငွေကြီးချမ်းသာမှုနဲ့ပြည်စုံတဲ့မိသားစုဘဝလေးကိုပန်းဆိုင်ထားပြီးမယ်။တက်ရွေကအကြဘက်ကိုဥတီလာတာကြောင့်သူမြန်နိုးတဲ့ခရစ်ကက်အာဂရာသမားဘဝကိုဆက်လက်ရည်တည်နိုင်ဖို့ကော်မရှင်ဖွဲ့တွေ နဲ့အပြန်အလှန်တိုက်ခိုက်ပြောဆိုနေရပါတယ်အဖွဲ့ဝင်တွေကပြီးခဲ့တဲ့နှစ်နှစ်အတွင်းစွမ်းဆောင်ရနေလာတဲ့အာဂျွန်ကိုနောက်တဲ့လာမယ့်လူငယ်တွေကိုနေရာပေးကအနာယူဖို့ကိစ္စစဉ်းစားသင့်ပြီလို့ဆိုလာပါတယ် မလို့တော့မှဖယ်ချင်ခံရတဲ့အဖြစ်မျိုးကိုလက်မခံနိုင်တဲ့အကျွန်းကဒီလောက်အနာယူစီခြင်းရဲ့လာမဲ့ပြန်ပြန်မှာအတူဝင်မပြိုင်တော့ပဲပြန်ခွဲကနှုတ်ထွက်တဲ့အကြောင်းတရင်သမားတွေကိုဖွင့်ပြောမယ်လို့ချင်းချောက်လိုက်ပါတယ်စာရတရားသူ့ရဲ့ project အတွက်လုံပန်းရင်ကုမှုရာနဲ့စီကန်းလိုလိုက်ပေးဖို့ပြောက်ွက်ခဲ့တာကြောင့်ဇနီးပြည်သူရဲ့စေစိုးတာခံနေရပြီးကန်တင်းအတွက်အရေးကြီးစွေးပွဲလုပ်နေတာကြောင့်နောက်ကျသွားခဲ့တာလို့ဆိုကချော့မော်ရင်ကုမှုရာကိုစေစိုးပြေးစီခဲ့ပါတယ်ကုမှုရာကကလေးရီဖို့အတွက်စီစီချက်တွေအားလုံးအစီအမေကြောင်းနဲ့နောက်နေ့နေ့ရင်စီကန်းကိုရူဘီ၅သိန်းပေးသွင်းရမယ်လို့ပြောလာတာကြောင့်စာရတရားအနေငယ်ဆိုယုံသွားပါ ါတယ်။တရက်မှာတော့အာရီရဲ့တန်းဖော်တွေကအိန္ဒိယခရစ်ကတ်ပွဲရှုံးတာဟာမင်းအဖေကြောင့်လို့ဆိုကအာရီကိုလည်းအရှုံးသမားလို့လောင်ပြောင်းရင်အနိုင်ကျင့်နေတာမို့ဒါကိုမင်းနဲ့ကုမှုတာကအာရီကိုကောက်ွယ်ပေးခဲ့ပါတယ်။တပတ်ကလေးတွေရဲ့မိဘတွေကဒီကိစ္စကိုမကျေနပ်တာကြောင့်တိုင်ကြားခံရပြီးကုမှုတာတယောက်ကျောင်းဦးဆရာမကြီးရဲ့သတိပေးစုပိုးတာခံနေရပါတယ်။ကျောင်းဦးရုံးငန်းတွေကထွက်လာချင်းသူမကိုစိုးရိမ်ရေးဆောင်နေတဲ့အာရီကိုတွေ့ရတာကြောင့်အားလုံးအစီအမေကြောင့်ပြောကအာရီကိုဘသူမှလာကြိုတာမတွေ့ရတာမို့သူမကိုယ်တိုင်အိမ်လိုက်ပို့ခဲ့ပါတယ်။အာရီရဲ့အဖိုးကကုမှုတာအာကျွန်းဆရာမစ္စတာမာ နီကန်ရဲ့တမိဖြစ်ကြောင်းနဲ့မစ္စတာမာနီကန်ဟာအာဂျိုရခရစ်ကပါရမီထူးချွန်လာကိုမြင်တဲ့ပထမဆုံးဆရာဖြစ်တယ်လို့အိမ်သားတွေကိုမိတ်ဆက်ပေးနေပါတယ်။ကုမှုဒါအိမ်ပြန်ရောက်ချင်းခင်မွန်ပြည်သူစာရာကိုအာဂျုံအိမ်ရောက်ခဲ့ကြောင်းစားနောင်နေပြီမဲ့နှစ်ရက်အတွင်းပြေးချေရမယ်တင်း90ကျောင်းစေတော်ကရောက်နေတဲ့စာရာဟာကုမှုဒါကိုပြုံးပြနိုင်တော့ပဲကန်တင်းမှာလိုင်းချင်းပြဿနာရှိနေတာကြောင့်နှစ်ရက်အတွင်းတင်း90ပြေးချေရမှာမို့ရောက်ကမပြည်သူရဲ့မိုင်လာမူကအိမ်ချမ်းမျိုးကိုခဏအောင်ထားပေးဖို့လိန်လဲခဲ့ပါတယ်။ခင်မွန်ပြည်သူစီးပွားရေးပြည်လဲစီဖို့လုံမန်းနေတယ်ထင်တဲ့ကုမှုဒါတရောက်မွန်ချဲနေတဲ့စိတ်ကိုပြေးချောလိုက်ပြီးအိမ် ူရန်စာချုပ်ကိုစာရထံပေးလိုက်ပါတယ်တကယ်ချင်းဖြစ်သူနဲ့ခန်းကြီးမှာပန်းဖြေနေတဲ့စာသားတွေရောအကျွေးကိစ္စဖြေရှင်းနိုင်ပြီမို့သူ့ရဲ့ project အတွက်စရေးလည်းရအကောင့်နဲ့ဖွင့်နိုင်ပြီလို့ဆိုကတနေ့တော့သူလည်းတရားမှာတယောက်တည်းကအောင်မြင်တဲ့သူတွေရောဖြစ်လာစေရမယ်လို့လောကကြီးကိုကြွေးကြော်နေပါတယ်အားကြောင့်အတွက်ခရစ်ယာန်အကစားလောကမှာအရှုံးတွေနဲ့ဇက်သိမ်းမသွားနိုင်တာမို့ဒါမဲ့အိန္ဒိယပါကစ္စတန် Grand Final နဲ့ပြိုင်ပွဲမှာအကောင့်ဆုံးပုံစံနဲ့ပြန်လည်ကစားမှာမို့ဒီပြဖြစ်သူကိုဒီပွဲမှာဝင်ရနိုင်ဖို့အခွင့်အရေးတောင်းဆိုနေပါတယ်အာဒီရဲ့မွေးနေ့ပွဲနေ့မှာဖားကင်းကိုဘာလဲဆောင်ပေးမလဲလို့ပူဇော်နေချင်းအားကြောင့်အလုံးများနေတာကို တည်တဲ့ဇနီးဖြစ်သူကအထူးထုတ်ကမ္ဘာဖလာဘတ်တန်လက်ဆောင်ပေးလိုက်တာကြောင့်အာရီတယောက်ပျော်ရွှင်နေပါတယ်တကယ်တော့အာဂျွန်တယောက်ကစားပွဲဝင်ပြန်ရဖို့လုံမန်းရင်ကားပြေးသူရဲ့မွေးနေ့ကိုသတိမိနေတာဖြစ်ပါတယ်အာရီမေရဲ့ဖိတ်ကြားမှုကြောင့်ညဘက်မွေးနေ့ပါတီကျင်းပချိန်ကုမှုတာရောက်လာခဲ့ပြီးမွေးနေ့ဝယ်ကိုပျော်ရွှင်စွာကျင်းပခဲ့ပြီးနောက်အာဂျွန်အတွက်ခက်ခဲတဲ့ကာလဖြစ်တယ်ဆိုတာနားလည်ထားတဲ့ကုမှုတာကဖခင်ဖြစ်သူရဲ့ဓာတ်ပုံလေးကိုပေးရင်"သူမအဖေသာခုချိန်အသက်ရှင်လျက်ရှိနေရင်အာဂျွန်ကိုလမ်းမလျှော်ဖို့အဘိဓကာပြောနေမှာဖြစ်ကြောင်း"နဲ့တရောကလုံးကအကစားသမားတွေကငွေကြီးကြောင့်မဟုတ်ရင်အောင်မြင်ဖို့အတွက်က ကစားနေကြတာဖြစ်ပြီးအာဂျွန်တယောက်တည်းကသာအာကစားကိုချစ်မြန်လို့လို့ကစားနေတာလို့ဆိုပါတယ်။အာဂျွန်ကလည်းခရစ်ကအာကစားကိုမစွလို့တယ်လို့ခရစ်ကကလည်းအာဂျွန်ကိုမစွလို့တဲ့အကြောင်းသူမဘခင်ကပြောမှုတယ်လို့ဆိုကအပြေစကားပြောခဲ့ပါတယ်။ဝင်းနီဝဲကိုစာရာရောက်လာတဲ့အခါကုမှုရာကအာဂျွန်နဲ့မိတ်ဆက်ပေးနေခြင်းပြန်ခွဲမှဝင်ပြိုင်ခွင့်ရတဲ့အကြောင်းဇနီးဖြစ်သူကအာဂျွန်ကိုဝန်သားအာရလာပြောပြခဲ့ပါတယ်။ခြံတိုင်းမျိုးမှာကျင်းပါတဲ့အိန္ဒိယဘာကစ္စတန်ဂရန်ဖိုင်နယ်ပွဲကြီးပထမဆုံးပွဲစဉ်ဒီမှာတော့အိန္ဒိယပြည်သူတွေအနေနဲ့ကွင်းလုံးပြီးအားပေးဖို့ပွဲရှိရာကိုလာနေကြတယ်လို့ကုမှုရာ ကလည်းကြောင်းမသွားတော့ပဲအိမ်မှာဖုန်းလုံးနဲ့အားပေးနေပါတယ် Graphite နဲ့ပွဲရဲ့ပထမဆုံးပွဲစဉ်မှာတော့အားလုံးကတက်ကြွစွာရှင်မြန်ကြားခဲ့ကြပြီမဲ့အာဂျုံရဲ့အသင်းဟာအိန္ဒိယပြည်သူတွေကိုစိတ်ပျက်စရာဖြစ်စေခဲ့ပြီးပါကစ္စတန်ကပဲအနိုင်ရမန်းတဲ့ခရာမှုတ်သွားပါတယ်စာရအတွက်သင်္ကားရဲ့အကျိုးကိုအင်ချာမီဂရန်နဲ့ပေါင်ထားပြီမဲ့ဥပဒေအရရောင်းလို့မရတဲ့အပေါင်းပစ္စည်းဖြစ်နေတာကြောင့်ရူဘီသင်္ကားရဲ့ပြန်ပေးဖို့ကူတီးနဲ့စာရစကားများနေခိုင်ခွေးတို့ဘဝချမ်းသာနေတဲ့ဒါမီဂျီတို့တခြားလူမိုက်တွေနဲ့အိန္ဒိယပါကစ္စတန်နောက်ဆုံး Grand Final ပြိုင်ပွဲကိုအသုံးချဖို့ဆွေးနွေးနေခိုင်ကူတီးနဲ့စာရရဲ့စက ကားတန်းကြောင့်အခန်းပြင်ထွက်လာကတောက်စကားများနေတာကိုရက်ပြီးတရက်အတွင်းအကြည့်ပြန်ပြီးဖို့ပြောကပြန်ဝင်သွားပါတယ်။စာရတယောက်အစိုးရအတွင်းရင်မှုလက်ထောက်စီရောက်လာကသူ့ရဲ့ project ကိုတည်ပြုပြီးတင်90လောက်အရင်ထုတ်ပေးဖို့တောင်းဆိုတဲ့အခါဂရေ9000နံ project ကိုခွင့်ပြုပေးဖို့ဒေလီကိုရှေ့ပေးရမယ်စာရစာတန်းကြီးကအကုန်ကြများလွန်လာကြောင်းရူပီ9ဂရေအရင်ပေးမှ project ကိုအကောင်အထည်ဖော်ပေးနိုင်မယ်လို့ဆိုလာတာကြောင့်စာရအတွက်မျှော်လင့်ချက်ပြောဆုံးသွားပါတယ်။တကယ်ချင်းဖြစ်သူကကုမှုရကိုခေါ်ပြီးထွက်ပြေးဖို့ကြံပေးပြီးမြေသူ့အတွက်တစ်ပါးလုံးရည်ရည်ပေးခဲ့တဲ့ဇနီးဖြစ်သူရဲ့ရှိမှအရှုံးသမားတယောက်အဖြစ် ထွန်းရေးနိုင်ဘူးလို့ဆိုပါတယ်။စာရအတွက်မလက်ပြန့်ဆိုတဲ့နေရာသိန်း90ကျွေးနဲ့ project အတွက် ruby 9ကိုကုမှုတာအခြေခံကိုပေးရဖို့ ruby 9သိန်းဆိုတဲ့စိန်ခေါ်မှုတွေကြောင့်ရင်ဆိုင်မှုအားမရှိတဲ့စာရတယောက်ပြည့်ကိုမူအောင်တော့ကအိမ်ပြန်ရောက်လာပါတယ်။ကုမှုတာကမလက်အခြေခံပေးမဲ့ ruby 9သိန်းကိုမေးနေပြီးမဲ့စာရတယောက်တုံးစားမရတဲ့ grand စာချုပ်တွေကိုလေးပေါ်ဝဲကရောက်ကမှဖြစ်သူကိုအပြစ်တင်ရင်အိပ်ပျော်သွားပါတယ်။ မနေ့ပဲကုတီနဲ့အတူလူမိုက်ဖွဲ့အကြွေးတောင်းရောက်လာတာကြောင့်ကုမှုရာအချင်းတွေကိုနားမလည်နိုင်ဖြစ်နေချိန်တင်း90အကြွေးဟာကန်တင်းအတွက်မဟုတ်ပဲစာရရဲ့ project အတွက်တင်းနေတယ်ဆိုတာသိလိုက်ရသလိုသူမစီကန်းကိုပေးချေရမယ်9တင်းအတွက်လဲစာရစီမှာခြူရပြတောင်ရှိမနေတာသိလိုက်ရပါတယ်ကုတီတို့ဖွဲ့ဟာစာရကိုဖမ်းခေါ်သွားချိန်မှာကုမှုရာတယောက်သူမကလေးရယူဖို့လက်လုံးမခံနိုင်တာကြောင့်စီကန်းကိုပေးချေရမယ်9တင်းအတွက်သူမရဲ့အသီးမိတ်ဆွေတွေစီရသလောက်လိုက်ချိန်နေပါတယ်ဒီချိန်ထဲမှာကုမှုရာအတွက်အာရီကိုသူမကိုပိုင်ဆုံးမြတ်ချက်နဲ့အုတ်ထင်းသူတွေကိုအတိမပေးပဲအိမ်မြန်လိုက်ဖို့ ခဲ့တာကြောင့်ရှာရုကဆိုင်ရန်ခံလိုက်ရပါတယ်။အာကျုံးရဲ့ဒုတိယမြောက်ပွဲစဉ်နေ့မှာအာရီကဒါအဖေးဘွားအတွက်နောက်ဆုံးကစားပွဲမဟုတ်လားလို့ဆိုကကျောင်းသားပဲလိုက်ကြည့်မယ်လို့ပူဇော်နေပါတယ်။ဒိဗိမရှိတာတွေပြောနေတာရက်ပြီးကျောင်းသားဖို့ပြောနေပြီမဲ့ကစားပွဲကိုသာလိုက်ကြည့်မယ်လို့တို့တို့ပြောနေတာကြောင့်အာကျုံးတယောက်အစိမ်းမထိန်နိုင်ဖြစ်ကတားဖြစ်သူကိုရိုက်လိုက်မိပါတယ်။ဒီချိန်လောင်းစားကောင်းဆောင်ဒီမီလို့စီကဖုံးဝင်လာခဲ့ပြီးပြိုင်ပွဲကိုရှုံးပေးဖို့ငွေချင်းနဲ့တံမိုးလာဖြတ်နေတာကြောင့်အာကျုံးတယောက်ဖုံးကိုချပြလိုက်ပါတယ်။ရဲရင်တွေနဲ့ဒီမီလို့ကိုစောင်းကြည့်နေတာကြောင့်ဖုံးကိုဆိုမှုကိုရိပ်မိက 江阴，我送了你把。嘞。 ဒုက္ခမျိုးစုံနဲ့တောကားပင်လေဝင်နေတဲ့ကုမူရာတယောက်ဖျားမှာဆင်းရင်းချင်းနဲ့ထိုင်နေချိန်အာရီကိုမြည်တွေ့လိုက်ရတာကြောင့်ကျောင်းမသားဘူးလားလို့မေးကြည့်တဲ့အခါဖခင်ရဲ့ရိုင်းနှံမှုကြောင့်အကြောင်းလဲမသွားသလိုအင်ကိုလည်းမကြံဘူးလို့ဆိုလာတာကြောင့်သူမအင်ကိုခေါ်လာခဲ့ပြီးအာရီကိုနှိမ့်သိပ်ပေးခဲ့ပါတယ်။အိန္ဒိယပါကစ္စတန်ရဲ့ရန်ဖိုင်နဲ့ဒူရီယာမြောက်ပြိုင်ပွဲအနေမှာအာဂျိုးရဲ့ရိုက်ချက်တွေအစားပိုင်းလွဲချိုနေပြီးမဲ့ကုမူရာရဲ့အာဘီစကားတွေကိုကြားရောင်းကအိန္ဒိယအသင်းတွေအာဒက်စီယာရိုက်ချက်တွေနဲ့ပါကစ္စတန်ရဲ့ရာမတ်ကိုအမိလိုက်လာပါတယ်။အဲ့ဒီညမှာအိမ်မန်ရောက်လာတဲ့စာတာတယောက်ကုမူရာနဲ့အပြန်အလှန်စကားများခဲ့ကြပြီးသူမရဲ့ ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခဲ့တာကြောင့် TV show မှာအောင်မြင်မှုနဲ့ကြော်ကြားနေတဲ့အာဂျုံနဲ့နိုင်ရှင်ကဆာရာကိုရှုံးသမားလို့ဆွဆဲခဲ့ပြီးယောက်ျားတယောက်ရောဟုတ်သေးရဲ့လားလို့ပြောလာတာကြောင့်ဆာရာတယောက်ဒေါသကိုမထင်ကြုံနိုင်ပဲကုမှုတာကိုမေးလဲတီတီရှိုက်လိုက်ပါတယ်။တစ်ဖက်မှာညချင်းဒီအိမ်မက်ရောက်လာတဲ့တားဖြစ်သူကြောင့်အာဂျုံလက်ပါမိခဲ့တာကိုနောင်နာရနေချင်းဆာရာကအိပ်ပျော့နေတဲ့အာဒီကိုမြင်သွားကအသက်ချူရက်နေတဲ့အချိန်နေမှုသုံးမရက်တစ်ခုကိုခိုင်းမှချလိုက်ပါတယ်။အာဂျုံစီကိုအမြင်မသိလူတယောက်ရောက်ဆောင်ကဖုံးဆက်ခဲ့ပြီးအာဒီကိုပြန်မေးဆွဲထားတာမှုတိုင်ခွဲကိုသူပြောတဲ့အတိုင်းကစားဖို့စတင်ချင်းချောင်းလိုက်ပါတယ်။ ယ်နောက်တနည်းမနဲ့တားပြည့်သူနဲ့အကြက်ကန့်ခံနေရတဲ့အာကျုံးဟာသူတို့သာပြန်လာမှာပါလို့ဇနီးကိုနှစ်သိက်ကပြိုင်ပွဲစီထွက်လာပါတယ်ကုမူတာတယောက်ကလေးကိုဖမ်းကအာကျုံးစီချင်းချောင်းနေတဲ့ဆာရာကိုသူမတစ်ခါမှမသိခဲ့ဘူးတဲ့လူတယောက်လို့နားမလည်နိုင်စွာကြည်နေပါတယ်ဆာရာကသူ့ရဲ့အကြံစီအတိုင်းလောင်းကစားကောင်းဆောင်ဖြစ်တဲ့ဒါမင်းကြီးစီဖုံးချက်ကအာကျုံးကိုသူ့ကြိုးကင်ထားပြီးဖြစ်တာကြောင့်ပြိုင်ပွဲကိုလိုသူလိုကစားခိုင်းဖို့အတွက်သူ့အကျွေးသိန်း90ကိုချေးပေးဖို့နဲ့နောက်ထပ်သိန်း90သူ့ကောက်စီလွှဲပေးဖို့ပြောလိုက်ပါတယ်ဆာရာလို့ရဟာအနေရများတာကြောင့်တငယ်ချင်းတဲ့ဇနီးဖြစ်သူကရက်လိုက်ဖို့ဖြောင်းပြနေပြီ ေမဲ့ကလေးကိုပြန်လုပ်ပေးဖို့လုပ်တဲ့ကုမှုတာပါအခန့်ပိတ်ခံလိုက်ရပါတယ် တတိယညောင်ပြိုင်ပွဲမှာလည်းအာဂျွန်တယောက်စာရာရဲ့ဂျိုးဂိုင်မှုကြောင့်အရှုံးပေးခဲ့ရပြီးတားပြည့်သူနဲ့တွေ့ခင်ပေးဖို့တောင်းဆိုတဲ့အခါနောက်ပြိုင်ပွဲပြီးရင်တွေ့ရမယ်လို့ဆိုပါတယ်ချိုးတုတ်ခန္ဓာရလို့အကြောင်းလုံးနေတဲ့အာဒီကိုကုမှုရာတက်နိုင်ဆိုအားပေးနှိမ့်သိပေးမယ်ဘာမှအလုပ်လို့မရတဲ့အခြေအနေမျိုးသူမပါအာဒီနဲ့အတူငိုနေပါတယ်ကုမှုရာအာဒီအင်ဂျီဖုံးစားဖို့ကြိုးစားနေခဲ့စာရာရိပ်မိသွားတာကြောင့်ဖုံးဖို့အမြန်လူကအခုလိုလုံနေတာသူ့ရဲ့အကျွေတင်ကားစေတဲ့ကြည်သလိုကုမှုရာအတွက်စေကန်းကိုပြေးချေရမယ်ငွေလေအလွယ်တကူရရှိမယ်လို့နားထောင်နေပါတယ်ဒီအခါအာဒီမိခင်စီကဖုံးဝင်လာတာကြောင့် းမှုတာလေစာရာနဲ့အတူလမ်းမကိုလျှောက်ဖို့ဆုံးဖြတ်ကအာရီယောနီကောင်းလားလို့ဆိုကမတိကျင်အောင်ဆောင်ကလိမ့်နေလိုက်ပါတယ်။အားဖြစ်သူပြောလို့ပူဆွေးတော်ကရောက်နေချိန်ကစားပွဲကိုတွားမေးတန်းတွားနေတဲ့အာကျွန်းကိုဇနီးဖြစ်သူကနားမလည်နိုင်စွာနဲ့ဒေါသစကားဆိုလာခဲ့ပြီးရဲစခန်းမှာလူပြောတိုင်းထားတယ်လို့ဆိုတဲ့အခါအာကျွန်းကသူတို့ကလေးပြောင်းနေတာမဟုတ်ပဲပြန်မွေးဆွဲခံရရတာဖြစ်ကြောင်းနဲ့ကစားပွဲကိုလည်းပြန်မွေးဆွဲသမားပြောတဲ့အတိုင်းကစားနေရတာမို့ရဲစခန်းကိုတိုင်ကြတာကလေးတွေအန္တရာယ်များလွန်းတာကြောင့်တိုင်ချောင်းမှုကိုပြန်ဟုတ်သိမ်းဖို့ပြောလိုက်ပါတယ်။ရဲတွေအနေနဲ့အာကျွန်းရဲ့သားပြောင်းတိုင်ချောင်းမှုကိုပြန် ုံသိမ်းသွားတဲ့အတွက်အမန်တရားကိုတရားကိုအခြေခံစုံစမ်းနေပြီဖြစ်ပါတယ်။စာရအတွက်လူသူတို့ကစားနိုင်တဲ့ကြားကွက်ဖြစ်လာတာကြောင့်ဒါမင်းကြီးတို့စီဖုန်းဆက်က နောက်ထပ်ငါးကလေးလွှဲပေးဖို့နဲ့သူဆိုတင်သွင်းခဲ့တဲ့ project ကိုခွင့်ပြုစာရအောင်လုပ်ပြီးတရင်မှကြေညာပေးရမယ်လို့တောင်းဆိုလိုက်ပါတယ်။ကစားဝဲမှာအကြုံတရားတာပြည့်သူတို့အစိမ်းလက်ကိုမကတ်နိုင်ပဲတွေ့ဝေနေချိန်မျက်နှာကိုဘောလုံးထိမှန်ကလဲကျသွားပါတယ်။ကုမှုရာအတွက်တခြားယူရည်စရာလည်းမရှိတာမို့ခင်မိုးရဲ့လိုရတွေကိုနားလည်ပြီးကသူမလေးကလည်းစာရာဖန်းကိုခံရချိန်မှာဘာကူမှကြူမဆိုင်နိုင်ပဲငွေ9000ကိုသာအသေး ဲကြံရှာဖွေနေမိတယ်လို့ဆာလာကိုပြောပြနေပါတယ်။အဲ့တော့လိုအပ်တဲ့ပတ်စံယူကခမူတာတယောက်စီကန်းသွားနေချိန်အာဂျွန်းကိုဆက်သွယ်မရတဲ့ဆာလာတယောက်မြောင်မီခဲကင်ပြီးသလိုအငိမ်မနေနိုင်ဖြစ်လာတာကြောင့်ကလေးကိုနှိမ့်ဆက်ဗီဒီယိုရိုက်ကအာဂျွန်းစီပို့လိုက်ပါတယ်။ဗီဒီယိုကိုကြည့်ရင်သားဖြစ်သူအတွက်စိုးရိမ်လိုနေတဲ့အာဂျွန်းတယောက်သူချေးရတဲ့ရင်သွေးနဲ့နိုင်ငံကုန်အတွက်တူတတယ်လို့မျက်နှာစာကစားလာတဲ့ပြိုင်ပွဲကြားဖဲဖဲကိုကြဲရမလဲဝေခွဲရခက်နေပါတယ်။အာရီတယောက်ဖခင်ရဲ့နောက်ဆုံးပွဲကိုကြည့်ချင်းစောနဲ့ထွက်ပြေးဖို့ကြိုးစားပေမယ့်ဆာလာရဲ့လက်ကမလွတ်နိုင်ခဲ့ပဲမင်းအဖေအကြောင်းသာငါအရှုံးသမားဖေးရတယ်လို့ဆိုကဒီတက ကအာဂျွန်ရှုံးသမားဖြစ်ရမယ်လို့ထောသားတကြီးပြောနေပါတယ်ဒီချိန်အနောက်ကမာယာတုံးလေသာခဲ့တဲ့ကွန်မူရာရဲ့ဗက်တန်တစ်ချက်ရိုက်တန်တဲ့အတူသာတာတယောက်မြေပြင်ပေါ်လှည့်ကျသွားပါတယ်ပြိုင်ပွဲမှာလည်းအာဂျွန်တယောက်ရှင်သွေးတဲ့နိုင်ငံကုံရဲ့ကြားပြိုင်ပွဲဆိုတာအယုံမေးဖို့မဟုတ်ဘူးလို့ဆုံးဖြတ်ကပါကစ္စတန်ရဲ့ပြေပွဲကိုအနိုင်ရိုက်ချက်နဲ့အဆုံးသတ်ကကစားသမားဘွားကိုလှပစွာအဆုံးသတ်စေခဲ့ပါတယ်